ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ခုံသားဟင်းစီပြန်လေးကိုခရဲညင်တီလေးနဲ့စားစင်စပွဲချက်စားပြတာလေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။ခုံသားရဲ့ချက်မှဆိုတော့အရင်ဆုံးဂုံးလေးတွေကိုရေးဆေးကြောတန်းစင်ပါမယ်။ ခုံးပိနာအမြင်လေးတွေကိုဖယ်ထုတ်ပြီးတသက်စေးလိုက်ပါမယ်အမြင်လေးတွေမှာမဲမဲလေးတွေပါတော့နော်တခြားပြောင်းအောင်စေးပါမယ်ပြီးရင်တော့ခေါင်းထဲထဲကအညစ်အကြေးလေးတွေကိုလည်းပဲဖြစ်ထုတ်ပြီးတော့ပြောင်းသွားအောင်စေးပေးပါမယ်ရှင်ဒီစီရတော့သူကနည်းနည်းကြပါတယ်စားလို့ကောင်းပေမဲ့စေးတဲ့အချိန်မှာတော့အရင်စိတ်ရှိရှိလေးနဲ့ပေါ့နော်စေးပြရပါတယ်ခုလိုမျိုးတန့်သွားတဲ့အထိစေးကြောပြလိုက်ပါမယ်ပြီးရင်တော့ဒါကတော့အသားသုံးလေးပေါ့နော်အသားသုံးလေးတွေကိုတသက်ဖယ်စေးပြီးတော့ ထဲတည်းကအမြင်လေးတွေကိုလည်းတက်တက်ဆေးပြီးတော့မှာရှင်အမြင်လေးတွေကကြတော့နည်းနည်းပေါ့နော်အမြင့်ကြီးလေးညားတဲ့အတွက်သူ့ကိုစကားလေးနဲ့တတိချာချာတိုက်ပြီးရောဆေးပြီးပါမယ်ဒီနားမှာကက်နေတဲ့မဲမဲလေးတွေပြောင်းသွားသည့်အခါပေါ့နော်စိတ်ရှိရှိလေးနဲ့စကားလေးနဲ့တခြားတိုက်ပြီးတော့ဆေးလိုက်ပါမယ်ရှင်။ အကုန်လုံးပြောင်းပြီးတန့်သွားပြီဆိုလို့ရှိရင်တော့သူတို့ကိုစားစလုံးနဲ့ပါမယ်။စားနည်းနည်းထည့်ပါမယ်။ပြီးရင်ဟင်းချုံမုံလေးထည့်ပေးပါမယ်ရှင်။စားလေးနဲ့ဟင်းချုံမုံလေးထည့်သွားရင်တော့အထဲထဲကိုအရတားလေးတွေဝင်သွားအောင်လို့တခြားလေးနယ်ပေးလိုက်ပါမယ်။နောက်ခုတစ်လုံးနဲ့လုပ်ပြီးသွားပြီဆိုရင်တော့ဆက်ချက်လို့ရပါပြီ။အရင်ဆုံးဒဲအိုလေးတွေကိုစီလေးထည့်ပါမယ်။စီလေး စုလာပြီဆိုရင်နနုံးမုံလေးထည့်ပြီးတော့မှုပေးပါမယ်။ပြီးရင်တော့ငရုတ်သီးကြက်သွန်ဖြူကြက်သွန်နီးဂျင်းထောင်းထားတာလေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ကျင်းမြုပ်တီးကြက်တံဖြူကြက်တံနီးထောင်းထားတာလေးလေးမှုေးလာတဲ့အထိစီးတက်ပြီးသွားရင်တော့ခုံးသေးရအမြင်လေးတွေကိုအရင်ဆုံးထည့်ပါမယ်။ ထည့်ပြီးသူတို့ကိုလိတ်ပြီးတွားသည့်အထီးကျော်ပေးလိုက်ပါမယ်ရှင်။စီလေးပြန်ပြီးတော့လိတ်ကျွတ်လာပြီဆိုလို့ရှင်တော့ခရမ်းညင်သီးလေးပွားနေအုပ်ပေးလိုက်ပါမယ်။ခရမ်းညင်သီးလေးထည့်လိုက်တော့မအီတော့ဘူးပေါ့နော်။ပြီးရင်တော့အပေါ်ကအသားလေးတွေကိုတင်လိုက်ပါမယ်။ပြန်ရေလေးလောင်းပေးလိုက်ပါမယ်ရေလောင်းပြီးသွားလို့ရှိရင်တော့အသားနူးအောင်လို့အပုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်။ ဏနေเนาะဖွင့်ကြည့်လိုက်ပါမယ်ရေပုပ်ပွက်စုလာလို့ဖွင့်ကြည့်လိုက်တာဘုံသားလေးတော့မင်းနူးလေးပေါ့เนาะဒါပေမဲ့စီပြန်လေးစားကျင်တဲ့အတွက်ရေခမ်းသည့်အထီထားမှာမလို့ပြန်ပြီးအုပ်ထားပေးလိုက်ပါမယ်ရေခမ်းလို့စီလေးပြန်လာပြီဆိုရင်เนาะစားလို့ရပါပြီရှင် ထုံသားရင်းလေးရပါပြီရှင်။ခဲခုလိုမျိုးလော်ကူဟင်းမြန်နဲ့ဟင်းချက်နီလေးတွေကိုစိတ်ဝင်စားရဆိုလို့ရှင် channel လေးကို like and subscribe နှိပ်တော်ပြီးလို့မေးပါနဲ့အောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်တင်မဲ့ဗီဒီယိုလေးမှာလည်းအားလုံးနဲ့ပြန်တွေ့ကြပါမယ်။အားလုံးပဲကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။တတ်တာ။